အခုလတတရအပတ်ကလာရောက်ခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့တဝဲခီးစဉ်နောက်ပိုင်းမှာရေနက်စိတ်ကန်စီမံကိန်းနဲ့ဆက်ဆက်နေရတွေကိုစစ်ကောင်းစီတပ်ကစစ်ကြောင်းထိုးတာနဲ့အတူအင်အားတိုးချဲ့တာတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အဲဒီလိုစစ်ကြောင်းထိုးတပ်အင်အားတိုးချဲ့ရမှာတဝဲရေနက်စိတ်ကန်တိဆောက်မဲ့ဒေသဖြစ်တဲ့နာဘူးလေရွာဘက်သို့စစ်ကြောင်းတကြောင်ရေနက်စိတ်ကန်တို့အဝင်လန်းဖြစ်တဲ့မောင်းမကန်ဘက်သို့စစ်ကြောင်းတကြောင်နဲ့ရေဖြူမြို့နယ်အနောက်ဖက်ကန်ရက်တော်မူဖျားအနီးတဝိုင်းမှာအင်အားထပ်ဖြည့်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ လောင်းလုံမြို့နယ်ကတရလေးချီလင်းတရင်ကနေမောင်မကန်ကိုစစ်တောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာမနေ့ကမောင်မကန်ရွာထဲရောက်လာပြီးရွာသားတအူးနဲ့ကိုရင်တပားကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကောင်စီစစ်တောင်းဟာမောင်မကန်ရဲစခန်းနာကကြက်ချံမှာတက်ဆွဲနေထိုင်နေပြီးဖမ်းဆီးခံရသူတွေရဲ့နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးပါဘူး။အဲ့ဒီစစ်ကောင်စီစစ်တောင်းမှာအင်အားတရာဝန်းကျင်ရှိတယ်လို့သိရပါဗျ။တနင်္လာရီတန်းတရချောင်းမြို့နယ်အုတ်တူရွာမှာ စီးချိုယောဂါကြောင့်ခြေထောက်ဖြတ်ထားရတဲ့အသက်85နှစ်အရွယ်ရှိတဲ့အဖွားအိုတအိုးကိုအကြမ်းဖက်စစ်တပ်ကအာဓမ္မပြုကျင့်ခဲ့တယ်လို့ဒဝဲကရန်ဒီမိုကရေစီရေလှုပ်ရှားမှုတပိတ်ကော်မတီသတင်းမြင့်ပြန်ကြားရေးတာဝန်ခံဘွန်းကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စတင်ပါလာ28ရက်နေ့ညနေ4:00နာရီလောက်မှာတရချောင်းမြို့နယ်အုတ်တူကျေးရွာက အသက်85နှစ်အရွယ်ရှိတဲ့အဖွားအိုတအိုးကိုအကျန်းဖက်စစ်သားတအူးကအာရမပြုကျင့်ခဲ့တာလည်းဖြစ်ပါတယ်။တရချောင်းမြို့အ ခြေဆိုင်အကျန်းဖက်စစ်တပ်စစ်ကြောင်းဟာအခုလစတင်ဘာလအတွင်းမှာအောက်တူကျေးရွာတဝိုက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးအဲ့ဒီစစ်ကြောင်းမှာလိုက်ပါလာတဲ့စစ်သားတအုပ်က အခုလိုအာရမပြုကျင့်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့အာရမပြုကျင့်ခံရတဲ့အဖွားအိုဟာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုအခြေအနေနဲ့ကြုံတွေ့နေရပြီး ချမ်းမာရေးအခြေအနေကိုဆက်လက်စောင့်ကြည့်နေရတယ်လို့လည်းသိရပါဗါးအဲလိုအသက်အရွယ်ကြီးနေပြီဖြစ်တဲ့အပြင်ဒုက္ခိဋ္ဌတဦးလည်းဖြစ်တဲ့အဖွားကိုတဦးကို အခုလိုအာရမပြုကျင့်ခဲ့တာဟာအချမ်းဖက်စစ်တရဲ့အလွန်အလွန်လူမဆန်အောက်တန်းကျလွန်းတဲ့လောက်ရဖြစ်နေရလို့လည်းဒဝဲကန်ဒီမိုကရေစီရေလှုပ်ရှားမှုတပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်ရှင် တနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်အလဲမန်ကျေးရွာမှာတရားကြိုးကြမှုကြောင့်ဒုရဲအုပ်မောင်ကိုကိုရေထဲကိုပြုတ်ကျတေဆုံးသွားလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်စတင်မလ25ရက်နေ့ည9နာရီအချိန်မှာဗုတ်ပြင်းမြို့နယ်ကနေဇာတိဖြစ်တဲ့ဗိတ်မြို့ကိုပြန်လာစဉ်တွင်တရားကြိုးကြမှုကြောင့်ရေထဲကိုပြုတ်ကျရင်းနှီးတေဆုံးခဲ့တာလည်းဖြစ်ပါရယ် ဒုရဲအုံမောင်ကိုကိုဟာဗုတ်ပြင်းမြို့နယ်ပြည်ကြီးမှန်တိုင်းနယ်မြေရဲစခန်းမှာနေထဲရဲဖြစ်တာဝန်ထားဆောင်နေသူတို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။သူဟာဗိမ်းမြို့မှာနမယ်ဆိုးနယ်ကြော့ကြားတဲ့ရဲရာရှိတို့ဖြစ်ပြီးစစ်တပ်အာဏာသိမ်းကာလတခြားလုံးမှာပြည်သူတွေကိုအမျိုးမျိုးဖိနှိပ်ချင်းချောက်ဖမ်းဆီးငွေညှစ်ခဲ့သူဖြစ်တယ်လို့လည်းဗိမ်းမြို့ကဒေသခံပြည်သူတွေကပြောပါရရှင်။